ထမသောသတင်းခုအနေနဲ့နေပြည်တော်မှာမဲဆင်းတွေမှားရနေတယ်လို့ဝေဖန်ခဲ့တဲ့ဘူလတ်လာဆွေဟာအဖမ်းခံရတာမရှိဘူးလို့သိရပါဗယ်။မနေ့ကဘူလတ်လာဆွေဖမ်းခံရတယ်ဆိုတဲ့သတင်းတွေကြည်ကြဲပြင်းပြင်းထွက်ပေါ်လာပြီးနောက်စစ်တပ်ကဖမ်းဆီးတယ်ဆိုတာမဟုတ်မှန်ပဲခေါ်ယူသူတွေပြတာမျိုးတော့ရှိကောင်းရှိနိုင်တယ်လို့ကြက်ခိုင်သတင်းရင်းမြစ်ကပြောပါဗယ်။အကယ်၍ဘူလတ်လာဆွေကိုစစ်တပ်ကဖမ်းဆီးခဲ့တယ်ဆိုရင်သူဝင်ပြိုင်မှုစီးရင်တင်တွင်တဲ့နေပြည်တော်ပုပ်ဝတ်တီမျိုးနယ်မှာကျန်းဖို့ပါတီရဲ့ပုပ်ဝတ်တီမျိုးနယ်ပြည်သူ့ကိုယ်စားလှယ်လောင်းနေရလက်ဟာသွားမှာဖြစ်ပြီးဒီလိုဖြစ်သွားရင်ကျန်းဖို့ပါတီအတွက်ရောစစ်တပ်အတွက်ပါထိခိုက်နေနာသွားတယ်လို့ဆိုပါတယ်။ လက်တလောဘူးလက်လာဆွေဟာနေပြည်တော်မှာပဲရှိနေပါတယ်ဘူးလက်လာဆွေဖမ်းခံရတာလားလို့ Viber Group မှာမေးမြန်းမှုပေါ်မှာတော့စစ်တပ်ကဖမ်းဆီးထားတာမရှိဘူးလို့အကြမ်းဖက်ဆော်မင်းတို့ဦးစီးတဲ့တရင်မှပြန်ကြားရဲ့ဖွင့်နဲ့တရင်သမားစစ်လော်ဘီအမိခံတရင်သမားတွေချိတ်ဆက်ထားတဲ့ Viber Group မှာပြန်ဖြေထားပါတယ်အောက်တိုဘာလ9ရက်နေ့မှာဘူးလက်လာဆွေကနေပြည်တော်မှာမဲဆင်းတွေမှားနေတဲ့ကြောင်းလူဦးရေ900ရှိရင်300လောက်မှားနေကြောင်းတည်တဲ့သူတွေစီးရင်ပါနေပြီးရက်ွက်အုပ်ချုပ်ရေးမှုနဲ့မိသားစုတော်မဲဆင်းမပါကြောင်း 2020ရွေးကောက်ပွဲကာလမဲစီယံဟောင်းကိုတုံးတယ်လူယူဆကြောင်းမဲစီယံများအလွန်ကွာဟနေပြီးမဲစီယံများပြန်လည်ပြုပြင်ရင်ပင်အချိန်သဘက်သာကြံတော့ကြောင်းမဲစီယံမှာရွေးမှုအဆင်မပြေကြောင်းဘူလက်လာဆွေကထုတ်ပေါ်ပြောဆိုခဲ့ပါတယ်ဆက်လက်ပြီးတော့ကချင်ပြည်နယ်ဖားကတ်မြို့အရှိတ်ဘတ်သူအကြံဖက်စစ်တပ်ကထပ်မံစစ်ကြောင်းထုတ်လာတဲ့ပြင်တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း KIA စီးရေးတရင်မြစ်ကပြောဆိုထားပါဗျ အောက်တိုဘာလ10ရက်နေ့နနက်၈နာရီဖားကတ်မြို့နယ်လုံခင်ကျေးရွာအုပ်စုရန်ချက်ဘက်မှတဆင်ဖားကတ်မြို့အရှိဘက်မလန်းကျေးရွာဘက်သို့အကျန်းဖက်စစ်တပ်ကအင်အားလုံးရင်ဖြင့်စကြောင်းထုတ်လာခဲ့ရာ KIA KPDF တပ်ဖွဲ့နှင့်တိုက်ပွဲပြင်းထန်နေပြီးအကျန်းဖက်စစ်တပ်ကထိနာသောကြောင့်ဝိုင်းထွက်လျင်ဖြင့်ဘုံသည့်အလုံး၄၀ခန့်ကျကျထက်ခဲ့ကြောင်းသိရပါသည် ဖားကတ်မြို့ရဲ့ရှေ့ဘက်ခြမ်းမလန်းတရွာဘက်ကိုစစ်ကောင်စီစစ်ကြောင်းတွေကလုံးခင်ရဲချက်ဘက်ကနေစစ်ကြောင်းထုတ်လာတဲ့အတွက်တိုက်ပွဲတောက်လျှောက်ဖြစ်ပွားနေတာ9ရက်6ရက်ရှိပြီး KIA KPD ရဲ့ပူပေါင်းတပ်ဖွဲ့ကလည်း drone တွေလက်နက်ကြီးတွေနဲ့ပြန်လည်ခုခံတိုက်ခိုက်ခဲ့တော့တိုက်ပွဲတောက်လျှောက်ဖြစ်ပွားနေတယ်။စစ်ကောင်စီစစ်ကြောင်းဘက်ကလည်းအထိနာနေတာရှိတယ်။အဲ့ဒီလိုအထိနာတော့လေးကြောင်းသုံးနဲ့ဒီမနက်ဝိုင်းထွဲလျင်တိုက်ခိုက်သွားတဲ့ဝိုင်းထွဲနဲ့ကိုးကောက်လောက်ပတ်ပြီးတော့ဘုံလုံး၄50လောက်ချသွားတာဟု KIA စီးရေးသတင်းမြစ်ကပြောကြားပါရတယ်။ ရင်းချမ်းဘက်စစ်တပ်စစ်ကြောင်းဒီပါကတ်မြို့အရှိချမ်းရှိလေပြင်းမလန်းရွာဟောင်းဘက်သို့ဆိုင်းတောင်ကျွေးရွာဘက်မှစစ်ကြောင်းထိုးနေပြီဖြစ်ပြီးပါကတ်မြို့တပ်မကုံမှလက်နက်ကြီးဒရုန်းများဖြင့်ပစ်ကူတိုက်ခိုက်တော်လဲအထိနာလျက်ရှိသောကြောင့်လေကြောင်းဖြင့်တိုက်ခိုက်နေခြင်းဖြစ်ကြောင်းအော်တိုဘားလ9ရက်နေ့မိုးတဲ12နိုင်ခန့်ကလည်းဂျက်ဖိုက်တာဖြင့်ပုံကျက်တိုက်ခိုက်သေးကြောင်းသိရပါသည် ဖားကတ်မြို့သူစံဖက်စစ်ကောင်းစီဤတက်မ33တက်မှုဘုံမှုချုပ်ကောင်းမင်းထွန်းနှင့်မိုးကောင်းချေဆိုင်တက်မဟာ3တက်မှမှုဘုံမှုချုပ်စော်ဝင်းတို့ဦးဆောင်ပြီးအစံဖက်စစ်တပ်စစ်ကြောင်းကပြည်သူလူထုကိုလက်နက်ကြီး drone လက်နက်ငယ်များဖြင့်ပစ်ခတ်တပ်ဖြတ်မှုကြောင့်လေးလကျော်တွင်ပြည်သူ90နီးပါးသေဆုံးက290ကျော်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည် ဆက်လက်ပြီးတော့ရန်ကုန်ဒလဒတာ နောက်ဆုံးစင်အခြေအနေကိုအကြံဖတ်မဲအောင်လိုက်ကလာရောက်ကြည့်ရှုမြင်ဖြစ်၍ရန်ကုန်ဒလမြစ်ကူးတမန်စိတ်များအလုံးကိုစစ်တပ်ကပိတ်ပင်လိုက်ပြီးမြစ်တွင်စစ်သည်မောင်များကင်းလက်နေကြောင်းဒေသပြည်သူများနှင့်စစ်ပဒတင်းရေးမြစ်ကပြောဆိုပါရသည် ညမနေ့အောက်တိုဘာလ9ရက်နေ့ည7:00နာရီကရန်ကုန်တလမြေကူးတမန်စိတ်များအားလုံးကိုစစ်တပ်ကပိတ်ပင်ခဲ့ခြင်းဖြစ်ပြီးရန်ကုန်မြို့အတွင်းတွင်လည်းစစ်သည်မော်တို့ချို့ကိုလက်လည်ကင်းချထားကြောင်းတလမြို့နယ်မြို့နယ်အတွင်းတွင်လည်းစစ်တပ်ကတပ်ဆွဲခဲ့ပြီးကင်းလှည့်ပြီးရန်ကုန်မြို့စိတ်ကမ်းပတ်ချမ်းတွင်စစ်ကားငယ်ချို့ဖြင့်လက်လည်ကကင်းများကိုယမန်နေ့ကလေးကလှုပ်ဆောင်ခဲ့ကြောင်းသိရပါသည် ဒလရန်ကုန်တမန်တွေနဲ့တမန်စိတ်အားလုံးကိုမနေ့ည၈နာရီခန့်ကပိတ်ထားတယ်။သူတို့ပြေးဆွဲပေးတယ်ရန်ကုန်ဒလမြေကူးသင်းမောတော်ကိုပေးတယ်။ဒါပေမဲ့လူကြီးလာရင်မြေကူးသင်းမောလည်းခဏရထားရမယ်လို့ပြောတယ်။မြေထဲမှာတော့စစ်သင်းမောတွေတွာတာတွေ့တယ်။ရန်ကုန်စိတ်ကမ်းပတ်မှာလည်းစစ်သားတွေတော်တော်များများချထားတယ်။ဒလတရားကိုဟိုလူမင်းအောင်လိုင်းလာကြည့်မှလို့ပြောတယ်ဟုဒေသပြည်သူတို့ကပြောဆိုပါတယ်။ယနေ့နနက်09:30မိနစ်ဝန်းကျင်တွင်မြမနေညကလေးကလုံခြုံရေးအရာလှိမ့်စိတ်များနှင့်လမ်းများပြပင်ထားမှုကိုစစ်တပ်ကပြန်လည်ဖွင့်ပေးလိုက်ကြောင်းရန်ကုန်မြို့ကများကပြောဆိုပါသည်။ စစ်ပတ်တရင်ရင်မြစ်ကလည်းရန်ကုန်ဒလဒတာကိုမင်းအောင်လိုက်သွားရောက်ရန်စတင်မလာကလေးကစီစဉ်ထားခြင်းဖြစ်တော်လဲရုရှားခီးစဉ်ပါဝင်တခြားကိစ္စများကြောင့်ခီးစဉ်ရွှေရှမ်းခဲ့ခြင်းကြောင့်ယနေ့အောက်တိုဘာလ10ရက်နေ့တွင်မင်းအောင်လိုင်ကဒလဒတာသို့သွားရောက်ပွဲရှိကြောင်းသိရပါသည်ဒလဒဒါကိုတက်ချုပ်သွားဖို့စီစဉ်ထားတဲ့စက်တင်ဘာလကလေးကဒီနေ့သွားစင်သွားနိုင်ပါတယ်ဒဒါကနောက်ဆုံးဆင်းဖြစ်နေပြီဒီဇင်ဘာသို့မဟုတ်ရင်ဇန်နဝါရီမှာဖွင့်မှုတွန်းလှုပ်နေတယ်ဟုစစ်ပက်တရင်ရင်မြစ်ကပြောဆိုပါတယ် ရန်ကုန်ဒရဒလာမှာတမဏိကျိုးဆိုင်လေးလံသွားတရာကြီးဖြစ်ပြီးပေမတရာရှိ1936ပြည့်နှစ်တရာရှိစုစုပေါင်း6143ပြည့်ရှိကြောင်းတန်ချိန်တသောင်းခွဲခန့်ရှိတင်မောကြီးများရေလံကင်းလို့ဆောက်သွားလာနိုင်ရင်အမြင့်ပေ160ခန့်ရေလံကင်းလို့အကျဲ925ပြည့်ထားရှိဆောက်လုပ်သွားမည်ဖြစ်ကရင်းတစင်းချင်းခန်းနိုင်ဝင်အပြင်85တန်ဖြစ်ကြောင်းကိုရီးယားမြန်မာချစ်ကြည်ဒလာဒရာကိုကိုရီးယားနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးရေးရန်ပုံငွေ EDCFI လုံးရှင်းငွေအမေရိကန်ဒေါ်လာ139.833တန်ပြည်ရင်းရန်ပုံငွေ30တန် 341တန်စုစုပေါင်းကုန်ကြငွေအမေရိကန်ဒေါ်လာ168တသမ184တန်ကုန်ကြမည်ဖြစ်ပြီးကိုရီးယားထုတ်သွင်းကုန်ပန်နှင့်မြန်မာနိုင်ငံဆက်လုပ်ရေးဝန်ကြီးဌာနတို့မှ2025ခုနှစ်နိုဝင်ဘာလ16ရက်နေ့ကချင်းငွေဆိုင်ရာသဘောတူစာချုပ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်းသိရပါသည် အဆိုပါဒလဒတာတိဆောက်ရေးအသေးစိတ်ဒီဇိုင်းကိုကိုရီးယားသမရနိုင်ငံဆိုဆောင်းကုမ္ပဏီလီမိတက်ကရေးဆွဲခဲ့ပြီးကိုရီးယားပညာရှင်များပါဝင်သောကိုရီးယား GS Engineering Group ကအဓိကတာဝန်ယူဆောက်လုပ်နေခြင်းဖြစ်ပါတယ်။ရန်ကုန်ဒလဒတာဖွင့်လှစ်ပီစီပါကရန်ကုန်မြို့မှာဒလဒွန်ဒီကော်မူကွန်းချံကုန်းမြို့နယ်များဒေဒရေဒတာမှတဆင်ကန်းချီဒေတာများနဲ့ AR တိုင်းတစ်ခုလုံးနဲ့လွယ်ကူလျင်မြန်စွာသွားလာနိုင်ပြီဖြစ်ပါတယ်။ ဆက်လက်ပြီးတော့နောက်ထပ်သတင်းတစ်ခုအနေနဲ့မကွေးတိုင်းချောင်းမြို့ပေါ်ရက်ွက်များကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီရင်ပြီး၃ရက်ဆက်တိုင်းလူငယ်၂၀ကျော်ကိုပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း People Defense Force ၆တခင်ဘိုးလာကြီးတခွဲမှသတင်းနဲ့ပြန်ကြားရေး Phoenix ကပြောဆိုထားပါတယ်။ အော်တိုဘားလ6ရက်နေ့မှာအော်တိုဘားလ10ရက်နေ့ထိညပိုင်းချိန်များတွင်6မြို့ပေါ်ရှိရက်ွက်ထဲရှိနေအိမ်ထဲတည်းစစ်တပ်ကဝင်ရောက်စီးနှင်ပြီး3ရက်ဆက်တိုင်းလူငယ်20ကျော်ကိုပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းထို့သူအကြမ်းဖက်စစ်တပ်ဤပေါ်တာဆွဲဖမ်းဆီးခံရသောလူငယ်များမှာအလုသမားများအကြောင်းသားများဖြစ်ကြပြီးအသက်အရွယ်အပြင်18နှစ်မှ35နှစ်တွင်လူငယ်များဖြစ်ကြောင်းသိရပါသည်စစ်ခွေးတွေကပေါ်တာဆွဲတဲ့အချိန်ကမတက်မတ်တော့ဘူးသူဝင်ခြင်းတဲ့အချိန်ဝင်ပြီးဆွဲတော့တာအိမ်ထဲတည်းဝင်ဆွဲနေတာအခုကမြို့ပေါ်ရက်ွက်တွေပဲဆွဲနေတာသူတို့ကကြေးရွာဘက်တွေကိုအယမ်းမလာရဲဘူးမြို့ပေါ်တွေမှာတော့တစ်မြို့လုံးပတ်ဆွဲနေတော့တာ အမျိုးသားတွေပဲပေါ်တာဆွဲနေတာပါမြို့ပေါ်အများစုကငွေနဲ့လိုက်ရွေးကြတာများတယ်ငွေတက်နိုင်တဲ့သူကလွတ်တာများတယ်လက်လုံလက်စားသမားတွေကစစ်မှုထမ်းတဲ့ရောက်သွားကြတယ်ဖမ်းထားတဲ့သူတွေကိုအရင်ကထွေအုပ်ယုံနေဆက်သုံးတက်မှာဖမ်းလို့ရှိတယ်ဟု People Defense Force 6တခင်ဖိုးလာကြီးတက်ခွဲမှာသတင်းနဲ့ပြန်ကြားရေး Fitness ကပြောဆိုပါတယ်အလားတူမန္တလေးတိုင်းဝန်တွင်းမြို့နယ်ကျေးရွာလေးကူကိုအကြံဖတ်စစ်တပ်ကဝင်ရောက်စီရင်ပြီးအသက်၁၈နှစ်ရွယ်လူငယ်တအူပါဝင်လူငယ်၅ဦးကိုပတ်တာဆွဲဖမ်းဆီးခဲ့ကြောင်း Voice of Wan တွင်းမှတာဝန်ရှိသူတအူကပြောဆိုပါရယ် အော်တိုဘားလ9ရက်နေ့နနက်9:00နာရီအချိန်ဝမ်ရွမြို့နယ်ရှိချင်းရွာမှာလူငယ်တူဖိုကုန်းရွာမှာလူငယ်တူနဲ့အိုင်တာရွာနန်းနန်းရွာတို့မှာလူငယ်တူကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားကြောင်းသိရပါတယ်။ဝမ်ရွမှာအမျိုးသားတွေကိုပဲပေါ်တာဆွဲတာရမ်းများလာတယ်။လက်ရှိမှာလူငယ်9ဦးနဲ့ဝမ်ရွစကန်နဲ့ပင်တလဲစကန်နှစ်ခုမှာဘယ်စကန်မှာဖမ်းထားလဲမသိရသေးဘူးဟု Voice of Wanwe မှာတာဝန်ရှိသူကရှင်းပြပါဗျာ။ ထို့အတူအော်တိုဘားလ9ရက်နေ့ကလည်းဝမ်ရွင်းမြို့နယ်ခံဘဲရွာရွာသစ်ရွာတောင်ဆယ်ရွာနှင့်အိုမတ်တွေးရွာတို့မှလူငယ်9ဦးပေါ်တာဆွဲဖမ်းဆီးခဲ့ပြီးအော်တိုဘားလအတွင်းလူငယ်10ဦးထပ်မင်းကိုနေစဉ်ဆက်တိုင်းပေါ်တာဆွဲဖမ်းဆီးနေကြောင်းသိရပါဗျ။ဆက်လက်ပြီးတော့ကချင်ပြည်နယ်ဗမောင်မြို့တွင်စစ်တပ်ကတပ်ဆွဲထားသောနေရ၅ခုထပ်မင်းတွေကို KIA ပူးပေါင်းတပ်များကပြန်လည်တိုက်ခိုက်သိမ်းပိုက်ပြီးတံပြန်ထိုးစစ်ဆင်မှုများလှုပ်ဆောင်လျက်ရှိကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်ကပြောဆိုထားပါသည် အော်တိုဘားလာ၈ရက်နေ့နဲ့အော်တိုဘားလာ၉ရက်နေ့တို့တွင်စစ်တပ်ကနေရာယူထားသောဗမော်မျိုးတွင်နေရာတချို့ကို KIA ပူးပေါင်းတပ်များကတကြောပြန်ပြန်လည်တိုက်ခိုက်သိမ်းပိုက်ပြီးတပ်ပြန်ထိုးစစ်ဆင်လာနိုင်ကြောင်းသိရပါသည်။ခလာရ၄၈ခုနာကကာကင်စခန်းတွေကိုသိမ်းနေနောက်ပြီးတော့နှစ်မိုင်အရှိတာစီကွင်းနားမှာရှိတဲ့စစ်တပ်ကခြေကုပ်စခန်း၃ခုကိုလည်းသိမ်းပါသည်။ စစ်ခွေးဒေသီနဲ့လက်နက်ခဲယံတွေတိတ်ဆိတ်ရရှိတာရှိတယ်။သူတို့ဘက်ကပြန်ဆုတ်သွားတယ်။ဗမုံမာကကိုယ့်ဘက်ကပြန်ထိုးလိုက်သူတို့ဘက်ကပြန်ဆုတ်လိုက်သူဘက်ကပြန်ထိုးလိုက်ကိုယ့်ဘက်ကနောက်ပြန်ဆုတ်လိုက်ဖြစ်နေတယ်။အခုကတော့တံမြန်ထိုးစစ်တဘောမျိုးကိုကိုယ့်ဘက်ကပြန်ဆတာဟု KIA ရှေ့တန်းသတင်းမြစ်ကပြောဆိုပါတယ်။ KIO KIA ပြောရေးစုခွင့်ရှိသူဘုံမူကြီးတော်မူကဗမော်မျိုးတွင်နေတိုင်းတိုက်ပွဲတွေဖြစ်နေပြီးစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုနှီးပညာဖြင့် drone များဖြင့်အ धिक အာယူတိုက်ခိုက်နေကြောင်းမြေပြင်တွင်မူ KIA တပ်များကပြန်လည်ဆုံမထားနိုင်ကြီးဂျိုးပန်လျက်ရှိကြောင်းထုတ်ပေါ်ပြောဆိုခဲ့ပါသည် စစ်တပ်ကဗမာမျိုးကိုအသာကြီးစိုးမိုးနိုင်ပြီဟုဝါဒဖြန့်တင်းများကိုထုတ်ပြန်လျက်ရှိတော်လဲလက်တွေ့တွင်စကခ21ထဲတွင်သာစစ်တပ်ကအခြေပြု၍ခုခံစစ်ဆင်နေခြင်းဖြစ်ကြောင်းဗမာတို့မျိုးလုံးအတိုင်းအတာဖြင့်ဒေါ်လာရင်းတက်များစိုးမိုးထားနိုင်ကြောင်းဒေါ်လာရင်းရှိတဲ့တင်းများကပြောဆိုပါရယ်ဗမာမျိုးသိန်းတိုက်ပွဲကို2024ခုနှစ်ဒီဇင်ဘာလစတင်၍ KIA ပူးပေါင်းတက်များဆင်နွှဲလာခြင်းဖြစ်ပြီးယခုအခါစစ်တပ်လာကြောကြားမြင်လာပြီဖြစ်ကြောင်းသိရပါရယ် ဆက်လက်ပြီးတော့နောက်ဆုံးသတင်းတစ်ခုအနေနဲ့အာဆီယံကစစ်တပ်၏ရွေးကောက်ပွဲကိုပူးပေါင်းဆောင်ရွက်မည်ဟုမလေးရှားနိုင်ငံရေးဝန်ကြီးမိုဟာမက်ဟက်ဆန်ကပြောဆိုကြောင်းမြန်မာအကြံဖက်စစ်တပ်ကတစ်ဖက်သတင်းထုတ်ပြန်ပါတယ်။ယမနေ့နေပြည်တော်တွင်မလေးရှားနိုင်ငံရေးဝန်ကြီးမိုဟာမက်ဟာဆန်နှင့်အကြံဖတ်မင်းအောင်လိုင်တို့တွေ့ဆုံစဉ်မန္တလေးနိုင်ငံခြားရေးဝန်ကြီးကထို့သို့ပြောဆိုခြင်းဖြစ်သည်ဟုအကြံဖတ်စစ်တပ်ကတစ်ဖက်သက်သတင်းထုတ်ပြန်ပါသည် တွေ့ဆုံပွဲတွင်မလေးရှားနိုင်ငံရေးဝန်ကြီးကမြန်မာနိုင်ငံ၏ပါတီဆိုဒီမိုကရေစီထွေထွေရွေးကောက်ပွဲကျင်းပမှုပြုလုပ်ရန်ပြင်ဆင်နေမှုများအားတွေ့ရသည့်အတွက်ဝမ်းမြောက်ဝမ်းသာဖြစ်ကြောင်းအာဆီယံအနေဖြင့်မြန်မာနိုင်ငံ၏ဂျိုးပန်ဆောင်ရွက်မှုများကိုအကောင်းဆုံးဖြစ်အောင်ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းအားလုံးပါဝင်သည့်ရွေးကောက်ပွဲဖြစ်စေရန်အကြံပြုပြောကြားလိုကြောင်းရွေးကောက်ပွဲလေးလာဆောင်ကြည့်အဖွဲ့များကိုလည်းစေလွှတ်ပေးသွားမည်ဟုမလေးရှားနိုင်ငံ၏ဝန်ကြီးကပြောဆိုကြောင်းစစ်တပ်ကတစ်ဖက်သက်သတင်းထုတ်ပြန်ထားပါသည် တို့ရရင်ဇူလိုင်လတွင်ကျင်းပခဲ့သည့်အာဆီယံနိုင်ငံသားရေးဝင်ကြီးများအစည်းအဝေးတွင်မြန်မာအရေးဖြေရှင်းရာတွင်ရွေးကောက်ပွဲကအာဆီယံ၏ဦးစားပေးမဟုတ်သည်ကိုအာဆီယံကသဘောတူခဲ့ကြောင်းအာဆီယံဘုံသဘောတူညီချက်၅ရက်ဖြင့်မြန်မာအရေးလိုက်နာဖြေရှင်းရန်မြန်မာစစ်တပ်ကိုအဓိကဦးစားပေးတိုက်တွန်းခဲ့ပါသည်ထို့ကြောင့်အကြံဖက်စစ်တပ်၏ယမနီတွေ့ဆုံပွဲတွင်သတင်းထုတ်ပြန်ချက်မှာအာဆီယံနိုင်ငံသားရေးဝင်ကြီးများအစည်းအဝေး၏ရည်တည်ချက်နှင့်လုံးဝကွဲလွဲနေရာမလေးရှားနိုင်ငံရေးဝင်ကြီးဌာနကမူတစုံတရာထုတ်ပြန်ခြင်းမရှိသေးပေ မြန်မာနိုင်ငံမှာအာဆီယံဖွဲ့ဝင်နိုင်ငံတနိုင်ငံဖြစ်တော်လဲစစ်တပ်အာဏာသိမ်းလိုက်တဲ့ဖြင့်အာဆီယံမှာမြန်မာကိုအစည်းအဝေးများကဖိတ်ထုတ်ခဲ့ကြောင်းယင်းနောက်မြန်မာအရေးကိုဖြည့်ရှင်ရန်အာဆီယံဘုံသဘောညွှန်ကြီးချက်၅ရပ်ကိုလေးစားလိုက်နိုင်ရန်ပြက်ကွက်ချင်းကြောင်းမြန်မာစစ်တပ်ကိုအာဆီယံထိပ်သီးအစည်းအဝေးများနှင့်ဝင်ကြီးများအဆင့်အစည်းအဝေးများတွင်တက်ရောက်ခွင့်ကို၂၀၂၂ခုနှစ်ကတည်းကအာဆီယံကပိတ်ပင်ခဲ့ပါတယ်။ဒီကနေ့မှတင်ဆက်ပေးသွားတဲ့သတင်းများကိုကြည့်ရှုနားဆင်ပေးကြတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်။နေ့စဉ် update သတင်းများကိုတင်ဆက်ပေးနေရဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်။မင်္ဂလာရှိတဲ့နေ့လေးပိုင်ဆိုင်နိုင်ပါစေ။